မင်္ဂလာပါရှင်အမတ်ပြည်ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့အစီအစဉ်တစ်ဆက်သူမူအိမ်ကျဲပါ။မကွေးတိုင်းမြိုင်နယ်တကဘုံကြီးကျောင်းနဲ့နေရာတစ်ခုကိုစိုးစုကလေးကျောင်းနဲ့ထပ်မံဘုံကျဲလို့ပြည်သူ့အုပ်ထိကိုက်တန်ရရှိကတဦးစိုးရင်ရတယ်လို့မြိုင်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံကိုလက်ရကပြောပါရစေ။မြိုင်မြို့အနောက်ဘက်ကိုမိုင်ကန်အကွာဘောင်းပင်ကျွရအနီးတစ်ဝိုင်းနဲ့စင်စိန်ကျွရဘုံကြီးကျောင်းတို့ကိုစိုးစုက မတ်လ၄ရက်ဒီကနေ့မနက်ပိုင်းမှာဂျက်ဖိုက်တာ၂စီးနဲ့ပေါင်900ဘုံကျဲကျတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိကတဦးဆိုရင်ရတယ်လို့ကိုလက်ရကပြောပါတယ်။မနက်9:30မိနစ်မှာအဲဂျက်ဖိုက်တာ၂စီးနဲ့ပေါင်ပင်ရွာပတ်ဝန်းကျင်မှာတရင်ကျဲတယ်။နောက်တစ်ခါမြန်မြို့နယ်ပေါင်ပင်ရွာနဲ့ဆိုရင်တောင်ဘက်ပေါ့တောင်ဘက်လောက်ကြာမယ်ပေါ့။တောင်ဘက်လောက်ကြာတယ်နောက်တောင်ဘက်လောက်လည်းကြာမယ်ထင်တယ်။အဲဒီရွာမှာ ိုက်တာနှစီးပြန်ပြီးကမှာပေါင်900ပုံဖုံးချောင်းထဲမှာစင်စင်ရွာပေါ့စင်စင်ရွာဖုံးချောင်းထဲမှာတိုက်ခိုက်မှုလို့ပြောတယ်တယောက်ကတော့သွေးရင်ရတယ်တယောက်ကတော့ဒါနှစ်ယောက်လုံးတော့ခုကျွန်တော်တို့ဟိုလော်ဂျိုနဲ့နေရာတောတောင်လေးကိုပို့ထားတယ်ညိုင်နဲ့ပေါက်နယ်အဆက်ကရေနံမြေတွေနဲ့ဈေးရွာတွေကိုစိုးစုကနေဆင်ဘုံကျဲတက်ဖြတ်တာတွေပြုလုပ်နေပြီးအခုလိုနေဆင်ဈေးရွာပြည်သူလူထုတွေကိုဥတီဘုံကျဲတက်ဖြတ်နေရကြောင်းပြည်သူတွေလည်းထိတ်လန့်နေကြတယ်လို့ဆိုပါတယ်စိုးစုကမြိုင်နယ်ပေါက်နယ်အဆက်ကရေနံမြေတွေနဲ့ ကျေးရွာတွေကိုတပတ်အတွင်း၃ချိန်ခန့်လေကြောင်းပုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးစုစုပေါင်းပြည်သူ၂၅ဦးကန်သေဆုံးခဲ့တယ်လို့ပြည်သူ၅၀ဦးကန်လည်းထိခိုက်တန်ရန်ရရှိခဲ့တယ်လို့ဆိုပါတယ်။မကွေးတိုင်းမြိုင်နယ်ပေါ့နယ်အတွင်းကရေနံမော်နဲ့ကျေးရွာပြည်သူလူထုတွေကိုစုစုကားပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေတဲ့အတွက်ပြည်သူတွေအနေနဲ့အိမ်တိုင်းမှာဘုံကိုကျင်းတွေတူးထားကြဖို့အပောင်းအခြားမြို့နယ်တွေကလူစိမ်းတွေကိုထောက်ခံမှုယူပြီးမှလက်ခံဖို့နဲ့ Starlink Internet ဆိုင်တွေယာယီပိတ်ထားဖို့မြိုင်ပကပကမနေ့ကထုတ်ပြန်ထားပါတယ်။မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့လည်းလေကြောင်းရဲ့ကာကွယ်ရေးအဖြစ်ဘုံငိုချင်းတွေတူထားဖို့လူစုလူဝေးမလုပ်ဖို့တတိပေးတမျက်စာထုတ်ပြန်ထားပါတယ်။လက်နက်တပ်စင်ပေးမှုအပအဝင် အခြားအကြောင်းရင်းတွေကြောင့်အမျိုးသားညီအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကွက်ကဲမှု COC လက်အောက်ကနေနှုတ်ထွက်တဲ့တရင်တချို့ရှိတယ်လို့ဝီးချုံယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်က ဒီကနေ့မှာဝန်ခံအတည်ပြုပြောကြားလိုက်ပါတယ်။အမျိုးသားညွညွအစိုးရရဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားတဲ့အစီအစဉ်ကနေ UNG ကဝေးဝင်ကြီးဌာန COC လက်အောက်ကတရင်တချို့နှုတ်ထွက်မှုရှိတယ်ဆိုတာကိုအခုလိုထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။မြန်မာညွညွအစိုးရကဝေးဝင်ကြီးဌာနအနေနဲ့အကြံဖတ်ဆေးအုပ်စုရဲ့မတရားအုပ်စိုးမှုလက်အောက်ကနေနိုင်ငံလုံးလွတ်မြောက်ရေးအတွက်ရည်ရွယ်ချက်တူညီတဲ့ဒေါ်လာရင်းအင်အားစုတွေအားလုံးနဲ့ပူးပေါင်းပြီး မဟာဗျူဟာမြောက်စီရေးပေါ်ဆောင်မှုတွေကိုဆောင်ရွက်နိုင်မှုစဉ်ဆက်မပြတ်အကျိုးစားအားထုတ်လျက်ရှိပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာတနိုင်ငံလုံးလွတ်မြောက်ရေးအတွက်လိုအပ်ချက်အရတက်ပြောင်းတက်ရွှေ့ပြုလုပ်ရတာတွေရှိသလိုစီရေးပေါ်ဆောင်မှုအခြေအနေကိုလိုက်ပြီးလက်နက်တပ်ဆင်မှုတွေကိုလည်းဆောင်ရွက်ရပါတယ်။ဒီလိုအခြေအနေမျိုးပေါ်လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိလို့ဖြစ်စေအခြားသောအကြောင်းမျိုးမျိုးကြောင့်ဖြစ်စေမြို့သားညွေရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရဲ့ chain of command အောက်ကနေနှုတ်ထွက်သွားကြတဲ့တည်ရင်ချုပ်ရှိနေပါတယ်ဒီလိုပဲမြို့သားညူရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုတ်ကဲမှု chain of command အောက်မှာစစ်တီတော်ကျင့်ဝတ် code of conduct တွေနဲ့အညီတာဝန်ကျေပြွန်သောထမ်းဆောင်လျက်ရှိတဲ့တည်ရင်များစွာရှိနေသလိုကာကွယ်ရေးဝန်ကြီးဌာနရဲ့ကုတ်ကဲမှုအောက်ကိုဝင်ရောက်လိုတဲ့အတွက်တည်ရင်လျှောက်ထားမှုတွေလည်းများစွာရှိနေတယ်ဆိုတာကိုအသိပေးပြောကြားလိုပါတယ် ဤကနေ့ဖေဖော်ဝါရီလ19ရက်မှာဂံကောမျိုးနဲ့အခြေဆိုင်တရင်တစ်ခုဖြစ်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂံကောတရင်ရောဒေတာဟာနောက်နှစ်ခွဲကျော်ကြာလက်တွဲခဲ့တဲ့ UNG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေနှုတ်ထွက်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဇန်နဝါရီလအတွင်းကလည်းရှမ်းနောင်အခြေဆိုင်ရှမ်းနောင်တက်တုံညာတုံညာကတရင်လဲ UNG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေနှုတ်ထွက်ခဲ့သလိုပြီးခဲ့တဲ့နှစ်တွေမှာလည်းတောင်ပိုင်းတိုင်းစစ်ဒေသတွေထဲကဂလုံစစ်ကြောင်းနဲ့ကြားဖြူစစ်ကြောင်းတပ်ဖွဲ့တွေဟာလည်းနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ အခုလိုတရင်တချို့နှုတ်ထွက်သွားကြတဲ့ပေမဲ့ NUG ကာဝေးဝန်ကြီးဌာနရဲ့ COC လက်အောက်မှာအလုံးလုံးနေကြတဲ့တရင်တွေနဲ့ COC လက်အောက်ကိုဝင်ချင်တဲ့တရင်တွေလည်းရှိနေတယ်လို့ဦးနေဘုံလကပြောပါရယ်။အမျိုးသားညီအစိုးရကာဝေးရေးဝန်ကြီးဌာနအနေနဲ့အကြမ်းဖက်စစ်အုပ်စုရဲ့မတရားစုံမမှုလက်အောက်ကနေတိုင်းနိုင်ငံလုံးလွတ်မြောက်ရေးအတွက် ရည်ရချက်တူတော်လိုင်းအင်အားစုတွေအားလုံးနဲ့ပူပေါင်းပြီးမဟာပြူဟာမြောက်စည်ရေးဖော်ဆောင်မှုတွေဆောင်ရွက်နိုင်ဖို့စဉ်ဆက်မပြတ်ကြိုးစားအထောက်နေတယ်လို့လည်းဦးနေဖုံးလက်ကပြောပါတယ်။ကျောင်းစုခန့်စကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်ရဲ့ခင်မနဲ့ဒီချုပ်ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့သမီးအပါအဝင်6ဦးကို PDF ထောက်ခံဆက်သွယ်ရဲဆိုတဲ့ဆွဆွဲချက်နဲ့စိုးစုကမလ3ရက်မနေ့ကဖမ်းဆီးသွားတယ်လို့ဒေသခံသတင်းမြစ်တချို့ကပြောပါတယ်။ ကျိုးစုဝင်ကြီးဥမျက်ကျော်ဟာကာမိုးရွာစာတိဖြစ်ပြီးမနေ့ကဖမ်းဆီးခံရတဲ့အထက်မှာဥမျက်ကျော်ရဲ့ခဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လက်ထက်စကိုင်းတိုင်းဝန်ကြီးချုပ်တော်ဝင်ထမ်းဆောင်ခဲ့တဲ့ဒေါက်တာမြင့်နိုင်ရဲ့သမီးကာမိုးရွာကန်လက်ဖေးဆိုင်ပိုင်းရှင်တဦးဝက်မွေးမြူရေးလုပ်ကိုင်နေသူတဦးနဲ့အခြားနှစ်ဦးစုစုပေါင်း6ဦးတို့ကိုကျိုးစုကဖမ်းဆီးသွားတာပါသူတို့၆ဦးကို PDF ထောက်ခံဆက်သွယ်ရဲဆိုတဲ့ဆွဆွဲချက်နဲ့စုပ်စုကဖမ်းဆီးသွားတာလို့ဒေသခံတို့ကပြောပါရယ် အခုလိုဖန်ဆီးမှုအပြင်ကက်မရူနဲ့အရှေ့ကျန်းရွှေဘူမြေကြီးနားကားလမ်းပေးမှာရှိတဲ့ပေကြီးနဲ့ငပြောတိုင်းကြေးရွာတွေကဆိုးဆူးနဲ့ပြူစောတိအဖွဲ့ဟာဖေဖော်ဝါရီလ20ရက်ကလေးကစင်းနေဖန်ဆီးထားတဲ့ပြည်သူ30ကျော်လဲဒီကနေ့ထိလွမြောက်လာချက်မရှိသေးဘူးလို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်ဖေဖော်ဝါရီလ20ရက်ကဇီးကုံတကြဆက်ဆိုးဆူးထိုင်းစကန်ကနေအင်အား100ကျော်နဲ့ရွှေဘူမြေကြီးနားလမ်းပေးမှာရွာတွေကို ရွာစင်းလက်စင်းနေပြီးတော့ပေကြီးရွာအရောက်မှာပြည်သူ30ခန်းကိုစိုးစုနဲ့ပြူစောတိဖွဲ့ကဖမ်းဆီးခဲ့ပါတယ်။ဒါအပြင်ပေကြီးရွာနဲ့သုံးမိုင်ခန်းအကွာငပြောတိုင်းရွာကိုလည်းဖေဖော်ဝါရီလ23ရက်ကနေလက်ရှိအချိန်ထိစိုးစုနဲ့ပြူစောတိအဖွဲ့ဟာစင်းနှင်းဝင်ရောက်အထိုင်ချတက်ဆွဲထားပြီးတော့ရက်ကျပြည်သူကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးနဲ့စစ်ရှောင်ပြည်သူ2ဦးကိုတပ်ဖြတ်က3ဦးကိုလည်းဖမ်းဆီးထားဆဲဖြစ်တယ်လို့ဆိုပါတယ်။ လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအင်းပြင်ပက်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တုံးတွေနောက်ဝင်ရောက်ပုန်းခိုပါပုန်းခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဥကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါဗဇက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ